ဒီမေးခွန်းကသူမေးထားတာတော့အရှိရေးပြီးတော့မေးထားတယ်ဒါပေမဲ့ဒီထဲမှာအတိကသူမေးခြင်းနဲ့အချက်ကနှစ်ချက်ပဲဆရာသူနဲ့သူခင်ပေါ်နဲ့ပြဿနာတက်ပြီးတော့ क्वे သွားတယ်တလက်လည်းဖြစ်ပြီးသွားပြီသူ့ဘက်ကနေလည်းသူဘယ်နည်းနဲ့မှပြန်မပေါင်းနိုင်တော့ဘူးအဲ့တော့သူတို့အတူတူရှာဖွေထားတဲ့ပစ္စည်းတွေရှိတယ်အဲ့ဒီပစ္စည်းတွေကိုဘယ်အချိန်မှခွဲဝေရမလဲနောက်တစ်ခုကခွဲဝေပြီဆိုလို့ရှိရင်သူဘယ်ချိုးစားနေရမလဲအခုနမေးလိုက်တဲ့မေးခွန်းထဲမှာဒီအမျိုးသမီးမေးထားတာက သူဟာသူ့ရဲ့ခင်မွန်းတဲ့နဲ့အိမ်တော်ရင်အဆင်ပြေနေတဲ့အချိန်ကာလတုန်းကနှုတ်ပူပေါင်းပြီးတော့မှဒူးတူပေါင်ဖက် စီးပွားရှာခဲ့တယ်။နှုတ်နှစ်ယောက်စလုံးရဲ့ပိုင်ဆိုင်မှုတွေလည်းရှိတယ်။အခုအိမ်တော်ရင်အဆင်မပြေတော့လို့သူ့ရဲ့ခင်မွန်းတဲ့ကလည်းသူ့ကိုသွားလာပေးလိုက်ပြီးသူဟာလည်းပဲခင်မွန်းတဲ့ကိုပြန်ပေါင်းမှုဆန္ဒမရှိတော့အဲ့တော့အဲ့ဒီအနေထားမျိုးမှာသူ့ရဲ့ပိုင်ဆိုင်မှုတွေကိုသူပြန်လိုချင်တယ်။အဲ့တော့ဒီပိုင်ဆိုင်မှုတွေကိုဘယ်ပုံစံခွဲဝေပြီးတော့ယူရမှာလဲ။ ီအမျိုးသားဘက်ကနေဒီပိုင်ဆိုင်မှုတွေကိုမပေးဘဲနဲ့ချုပ်ကင်ထားတယ်ဆိုရင်ရောဒီလိုချုပ်ကင်မှုကဒါတရားတော်အရာဖွင့်ရှိလားချုပ်ကင်ခွင့်ရှိလားဒါကူဒီအမျိုးသမီးကမေးထားတယ်အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မှတ်ထားမှာကအစ္စလာမ်တာရနာမှာအမျိုးသားရဲ့ပိုင်ဆိုင်မှုကိုလည်းအစ္စလာမ်ကအတိအမှတ်ပြုတယ်လို့အမျိုးသမီးရဲ့ပိုင်ဆိုင်မှုကိုလည်းအစ္စလာမ်ကအတိအမှတ်ပြုတယ်အဲ့ဒီအတွက်ကြောင့်အမျိုးသမီးတယောက်ကသူ့ရဲ့ပိုင်ဆိုင်မှုသည်ခင်မွန်းတဲ့ပိုင်ဆိုင်မှုနဲ့ရောနေတဲ့အခါမှာ ူ့ရဲ့ပိုင်ဆိုင်မှုအချိန်မရွေးသူဟာပြန်လဲပြီးတော့မှခွဲဝေရယူခွင့်သူ့မှာရှိတယ်။နေကာပြတ်သွားမှတလားဖြစ်သွားမှရေလို့မဟုတ်ဘူး။သူပိုင်ဆိုင်တဲ့အရာဖြစ်တဲ့အတွက်ကြောင့်အကယ်၍များသူ့ရဲ့ပိုင်ဆိုင်မှုဟာခင်မုန်းတယ်လက်ထဲရောက်နေတယ်ဆိုရင်အချိန်မရွေးသူဟာအိမ်တော်ရဲ့အစဉ်ပြေသည်ဖြစ်စေမပြေသည်ဖြစ်စေခင်မုန်းတယ်ရှိကနေပြန်လဲပြီးတော့မှတောင်းခံခွင့်ရှိတယ်။ခင်မုန်းတယ်ကဒါကိုကြီးကြီးပြူပြူနဲ့ဇနီးတဲ့ကိုပေးရမယ်။အထူးတစ်ဖြစ်အခုလိုအိမ်တော်ရေးမပြေလည်တဲ့ကာလ ိန်တော်ကြီးမပြေလည်လို့တလောက်တောင်ကြသွားပြီး꽌သွားပြီးအဲ့လိုအခြေအနေမျိုးမှာဆိုရင်တော့ပို့ပြီးတော့တော့အမျိုးသားဟာအမျိုးသမီးရဲ့ပိုင်ဆိုင်မှုတွေကိုသူရဲ့အရင်ဇနီးတဲ့ပိုင်ဆိုင်မှုတွေကိုမဆိုင်မသွားပဲနဲ့အမြန်ဆုံးပြန်လဲပေးအပ်ဖို့အတွက်အမျိုးသားမှာတာဝန်ရှိအဲ့လိုမဟုတ်ပဲနဲ့ဒီအိန်တော်ကြီးမပြေလည်တာကိုတလောက်ပေးလိုက်တာကိုအခွင့်အရေးယူပြီးတော့မှအမျိုးသားကညစ်ပြီးတော့မှဒီအမျိုးသမီးရဲ့ပိုင်ဆိုင်မှုတွေကိုထိန်းချုပ်ထားမယ်ဆိုရင် ဘလောက်ကြကြချင်းထိမ့်ချုပ်ထားမလဲအလောက်သူ့ရဲ့ဂုဏတွေကဒီရီလိုမျိုးတရိပ်ရိပ်တက်နေမယ်သူဟာကြီးလေးတဲ့အဖြစ်ကိုသူဟာခံစားရမယ်အဲ့ဒီအတွက်ကြောင့်အမျိုးသားအနေနဲ့ဒီအမျိုးသမီးရဲ့ပိုင်ဆိုင်မှုကိုလုံးဝချုပ်ကင်ထားဝင်မရှိဘူးအ мян ဆုံးပြန်လဲဘေးအန္တရာယ်ဖြစ်တယ်အဲ့တော့ကောင်းပြီအခုဒီအမျိုးသားနဲ့အမျိုးသမီးလမ်းခွဲတဲ့အခါမှာအမျိုးသမီးရဲ့ပိုင်ဆိုင်မှုတွေကဘာတွေရှိလဲအဲ့တော့အမျိုးသမီးဘာတွေပိုင်လဲလို့မင်းနံပါတ် အမျိုးသမီးဒီနေကာလုတဲ့အခါမှာသရိုသားဘက်ကအမျိုးသားဘက်ကပေးတဲ့မဟာရဒီတာအမျိုးသမီးရဲ့ပိုင်ဆိုင်မှုဖြစ်မယ်။အကယ်၍အဲ့ဒီမဟာရကိုအမျိုးသားကပေးပြီးတော့ပြန်ယူထားမယ်။သို့မဟုတ်ဒီမဟာရကိုအမျိုးသားကအကျွေးသတ်မှတ်ထားတာအခုထိမပေးရသေးဘူးဆိုရင်အခုအိမ်အောင်ကွဲသွားပြီ။အမျိုးသားဟာချက်ချင်းပဲဒီအမျိုးသမီးကိုဒီမဟာရပေးဖို့တောင်းပန်ရှိတယ်။နံပါတ်၁အမျိုးသမီးဟာဒီမဟာရကိုပိုင်။နံပါတ်၂နေကာလုတဲ့အခါမှာသရိုသားဒီ၎င်း ဒီအမျိုးသားဒီ၎င်းဒီအမျိုးသားရဲ့မိသားစုဝင်တွေက၎င်းအမျိုးသမီးကိုအကယ်၍ရွှေငွေကြောက်တံပရမများဤစသဖြင့်သူတို့ဘက်ကနေမဟာအပြင်ကိုအပိုးထပ်ဆောင်ပြီးတော့မှဟာဒါတော့ငါတို့သမီးလေးအတွက်ငါအိမ်ကိုရောက်လာတဲ့ငါသားရဲ့ဇနီးငါချွေးမအတွက်ဒါငါအပါတို့အမတို့ဘက်ကနေလက်ဆောင်ပေးတာပါဆိုပြီးတော့အဲ့လိုလက်ဆောင်ပြောပြီးတော့တကယ်ပဲပိုင်ဆိုင်မှုပေးခဲ့တယ်ဆိုရင်အဲ့ဒီပိုင်ဆိုင်မှုတွေကိုလည်းပဲအိမ်အောင်ကွဲသွားတဲ့အခါကျရင်အမျိုးသမီးကိုပေးလိုက်ရမယ် ိမ်အောင်ကွဲသွားလို့ဒီလက်ဆောင်ပေးပြီးသားဒီဥစ္စာပစ္စည်းတွေကိုပြန်လဲသိမ့်ပိုက်ခွင့်မရှိဘူး။နံပါတ်3ဒီအမျိုးသမီးဟာနေကာလုတဲ့အချိန်မှာသူ့ရဲ့မိဘရှိကနေပါလာတဲ့ရွှေငွေလက်ဝတ်ယတနာတွေအကယ်၍အဲ့ဒါတွေဟာ အမျိုးသားရဲ့လက်ဝယ်ထဲမှာရှိနေမယ်ဆိုရင်အဲ့ဒီဟာတွေကိုလည်းပဲအမျိုးသားဟာ ပြန်ပေးဖို့တာဝန်ရှိတယ်။နံပါတ်4သူတို့နှစ်ယောက်နေကာလက်ဖွဲ့ရထားတဲ့ဥစ္စာပစ္စည်းတွေဟာ အခုအချိန်ထိသူတို့နှစ်ယောက်သလားဖြစ်သွားတဲ့အချိန်ထိရှိနေအောင်မယ်ဆိုရင်လည်းပဲအဲ့ဒါကိုတယောက်တစ်ဝက်စီခွဲဝေပြီးတော့ယူရမယ်အဲ့ဒီတစ်ဝက်ကိုလည်းပဲအမျိုးသားဟာအမျိုးသမီးကိုပေးဖို့အတွက်တာဝန်ရှိတယ်အဲ့ဒီအတိုင်းပဲနံပါတ်5ကတော့အမျိုးသမီးနေကမပြုတ်ခင်ကတည်းကအမျိုးသမီးမှာအကေးကိုပိုင်လုပ်ငန်းရှိတယ်ကိုပိုင်ဥစ္စာပစ္စည်းတွေရှိတယ်ဆိုရင်လည်းပဲအခုအိမ်အောင်ကွဲသွားတဲ့အခါမှာအမျိုးသားရဲ့လက်ထက်မှာအဲ့ဒီကိုပိုင်လုပ်ငန်းတွေရောက်နေတယ်ဆိုရင် အမျိုးသားဟာဒီအမျိုးသမီးကိုဒီရာတွေပြန်လဲပြီးတော့ပေးရမယ်။ထိုနည်း၎င်းမဲ့အိမ်တော်တဲ့ဘဝမှာအမျိုးသမီးကသူ့ပိုင်ဥစ္စာပစ္စည်းတွေနဲ့ဗမာဖြစ်အမျိုးသားကသူ့ကိုမုပ်ဖို့ပေးတယ်။ဒီမုပ်ဖို့ကိုသူစုထားတယ်။သို့မဟုတ်သူ့ရဲ့မိဘတွေကညီကိုမောင်နှမတွေမုပ်ဖို့ပေးတယ်။မုပ်ဖို့ကိုစုတာစုပြီးတော့မှသူရွှေလှုပ်လိုက်တယ်ငွေလှုပ်လိုက်တယ်ဒါတွေအားလုံးကအရင်ဘီရိုထဲမှာရှိနေတယ်တော့အမျိုးသားလက်ထဲမှာရှိနေတယ်အဲ့ဒါတွေအားလုံးဒီဒါအမျိုးသမီးရဲ့ ပိုင်ဆိုင်တဲ့အဥ္စာငွေကြီးနဲ့ဝယ်ထားတဲ့အတွက်ကြောင့်အမျိုးသားဟာဒီအမျိုးသမီးကိုဒီပစ္စည်းတွေအားလုံးကို ပြန်လဲပြီးတော့ပေးရမယ်။ထိုနည်း၎င်းမဲ့နောက်တစ်ချက်ကအိမ်တော်ရေးအစဉ်ပြေနေတဲ့အချိန်၊တာယာဆူပြေနေတဲ့အချိန်မှာအမျိုးသားကအမျိုးသမီးကိုအနှံ့နဲ့ပုံစံမဟုတ်ဘဲနဲ့ဒီတိုင်းမဲ့ပတ်စံရှိလို့ရွှေငွေဝယ်ပြီးတော့ဆင်မြန်းတဲ့ပုံစံမဟုတ်ဘဲနဲ့အမျိုးသမီးကိုလက်ဆောင်ပေးလိုက်မင်းငါစီးပွားရေးအစဉ်ပြေလို့ဒီနေ့ point to point ထိလို့ရောမင်းငါရွှေတကြသားဝယ်ပေးလိုက်တယ် ရွေးငါးမှုသားဝယ်ပေးလိုက်တယ်စသဖြင့်အဲ့လိုအပိုင်ပုံစံပေးလိုက်တယ်ဆိုရင်လည်းပဲအဲ့ဒီယာတွေကအိမ်အောင်ကွဲသွားတဲ့အခါမှာအမျိုးသမီးပိုင်သွားမယ်နောက်ဆုံးအနေနဲ့အမျိုးသားနဲ့အမျိုးသမီးကအခုနမေကွန်းထဲမှာပါတယ်မောင်တထမ်းမေတရွဲ့ပုံစံနဲ့သူတို့ကအတူတကွစီးပွားရှာခဲ့အဲ့ဒီစီးပွားဟာအကိအဲ့ဒီစီးပွားရဲ့အရင်အနှီးကအမျိုးသားလည်းအရင်နှီးစိုက်ထားတယ်အမျိုးသမီးလည်းအရင်နှီးစိုက်ထားတယ်ဆိုရင်အဲ့ဒီအရင်နှီးရဲ့အချိုးစားပေါ်မှာအခြေခံပြီးတော့ပဲဒီစီးပွားကိုလည်းခွဲပြီးတော့မှ ထိုက်တဲ့ဥစ္စာကိုအမျိုးသမီးကိုပြန်ပေးရမယ်အဲ့ဒီအရာဒီအားလုံးဟာအမျိုးသမီးရဲ့ပိုင်ဆိုင်မှုဖြစ်သွားမယ်အဲ့ဒါအပြင်ကိုသလားပေးလိုက်တဲ့အတွက်ကြောင့်ဒီအမျိုးသမီးကအစ်သက်ထိုင်ရမှာဖြစ်တဲ့အဲ့ဒီအစ်သက်အတွင်စားတောက်နေထိုင်စရိတ်ကိုလည်းပဲဒီအမျိုးသားက အမျိုးသမီးကိုပေးရမှာဖြစ်တယ်အဲ့တော့အစ္စလာမ်ကလူတယောက်ရဲ့ရပိုင်ခွင့်ရှိတဲ့ဥစ္စာပစ္စည်းနဲ့ပတ်သက်ပြီးတော့အလဟတ်တလာတအကူလူအမဝါလကွန်ဘိုင်းနကွန်ဘီလ်ဘာတ်လ် ကိုယ့်ရဲ့အချင်းချင်းရဲ့အဥ္စာပစ္စည်းတွေကိုမလျော်ကန်တဲ့နှီးတွေနဲ့မသိမြတ်တဲ့နှီးတွေနဲ့တရားနီးလမ်းမကြတဲ့ပုံစံတွေနဲ့စားတာတောက်တာဒိမ့်ဆဲတာကိုအစ္စလာမ်ကဒါလုံးဝခွင့်မပြုထားဘူးအဲ့တော့အမျိုးသမီးဟာအမျိုးအမျိုးသားဟာအမျိုးသမီးကိုသူပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းတွေကိုအမြန်ဆုံးပေးအပ်ဖို့တာဝန်ရှိတယ်။အဲ့တော့အခုနအိမ်အောင်ကွဲသွားပြီဆိုရင်ဇနီးတဲ့ရပိုင်ခွင့်ကတော်တော်များတယ်ဆိုတာကိုကျွန်တော်တို့သတိထားအထူးသဖြင့်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ တကယ်ပဲခဏခဏမျက်မြင်ကိုတွေ့တယ်လဲမြင်မှုတယ်ကြားလဲကြားမှုတယ်အိမ်အောင်ကွဲသွားတဲ့အခါကျရင်ကြံတဲ့ရပိုင်ခွင့်နေခဏထားလိုက်အောင်မဟာဂူတော်မှအမျိုးသားဘက်ကတိမ့်လိုက်တယ်ရောက်တိရောက်ခမဘက်တွေကနေတိမ့်ပြီးတော့မှအမျိုးသမီးရဲ့အခွင့်အရေးတွေကိုချိုးဖောက်တာတွေလည်းရှိနေတယ်ဒါကျွန်တော်တို့တော်တော်သတိထားတဲ့ကိစ္စဖြစ်တယ်အဲ့တော့အတူချုံးပြီးတော့ပြန်ပြောရင်အခုလိုအိမ်အောင်ကွဲသွားတဲ့အခါမှာအမျိုးသမီးဘာရမလဲလို့မင်းနံပါတ် သူ့ရဲ့မဟာရအားလုံးသူပြန်ရမယ်။နံပါတ်1လက်ဆောင်လက်ဖွဲ့ပစ္စည်းတွေရှိနေတယ်ဆိုရင်တပွဲရ။နံပါတ်3အမျိုးသားဘက်ကနေပြီးတော့မှသူ့ကိုလက်ဆောင်ပေးထားတာဒီနေကအချိန်တုန်းကပေးထားတာရှိတယ်ဆိုရင်သူပြန်ရ။သူ့ရဲ့မိဘအိမ်ကပါလာတဲ့ဥစ္စာအားလုံးသူပြန်ရ။အိမ်အောင်တက်တန်းမှာသူ့ရဲ့မိုးဘိုးနဲ့သူ့ပတ်စံနဲ့ဝယ်ယူစုဆောင်းထားတဲ့ဥစ္စာတွေအားလုံးသူပြန်ရ။သူ့ရဲ့လုပ်ငန်းတွေရှိတယ်အမျိုးသားလက်ထဲရောက်နေတယ်ဆိုရင်အဲ့ဒီအရာဒီအားလုံးသူပြန်ရမယ်။ အဲ့ဒီအတိုင်းပဲအိမ်တော်ရဲ့အဆင်ပြေနေတဲ့အချိန်မှာအမျိုးသားကအမျိုးသမီးကိုဝယ်ပြီးတော့မှလက်ဆောင်ပေးထားတဲ့ဥစ္စာတွေအားလုံးသူပြန်ရမယ်ထို့နည်း၎င်းမဲ့အကဲသူဒီအမျိုးသားနဲ့ဆက်တူအရင်းအနှီးစိုက်ပြီးတော့စီးပွားရှာခဲ့တယ်ဆိုရင်လည်းပဲသူအရင်းအနှီးဘလောက်စိုက်ထားလဲအဲ့လောက်အချိုးအစားနဲ့ညီများတဲ့ပိုင်ဆိုင်မှုကိုလည်းသူရမှာဖြစ်တယ်နောက်ဆုံးသူ့ကိုတော်လာပေးလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့်အေသက်ထိုင်တဲ့စားစရိတ်ကိုလည်းပဲသူရမှာဖြစ်တယ်အဲ့ဒါဒီအားလုံးကို အမျိုးသားဟာ အချိန်မဆိုင်မနဲ့အ мян ဆုံးအမျိုးသမီးကိုပေးအပ်ဖို့တာဝန်ရှိတယ်။အိမ်တော်ရင်အစင်မပြေခြင်းဒီတလပေးလိုက်ခြင်းကိုအခြေခံပြီးအခွင့်ကောင်းယူပြီးတော့မှဒီရတွေကိုတားဆီးထားတာတိမ့်ဆီးထားတာဟာဒါလုံးဝမပြုတ်ပိုင်တဲ့ကိစ္စဖြစ်တဲ့ဒါဟာဟူကူကူလ်အီဘတ်ဘန္ဒာအချင်းကြီးပေးဆက်ရမယ်အလွန်တရာမှကြီးလေတဲ့တာဝန်ဝေတရားတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်တို့မှတ်သားနားလည်ထိုက်ပါအလောင်းရှင်မြတ်သခင်ကောင်းစွာနားလည်သဘောပေါက်နိုင်စွမ်းချီးမြှင့်ပေးသနာတော်မူပါ